ီးဖြစ်သူလီယန်လေးကိုရှင်းပြပေးခဲ့ပြီးသာသနာဘောင်ကိုသွေသွေးခဲ့တဲ့အချိန်မှာကိုရိုင်းလေးသင်ကန်းဝတ်ပြီးကုသိုလ်ယူခဲ့တဲ့တရုတ်ဆောင်လင်မိုးနဲ့ဒါရိုက်တာမောင်တီတို့ညီကိုနှစ်ဦးမင်္ဂလာပါပရိသတ်ကြီးရှင်မလေးကဒီဇင်ဘာလ9ရက်နေ့မှာတော့နိုင်ငံကျော်တရုတ်ဆောင်လင်မိုးနဲ့ဒါရိုက်တာမောင်တီတို့ညီကိုနှစ်ဦးဟာဒီဖြစ်သူလီယန်လေးကိုရှစ်ပါပရိခရာဆောင်လင်စွာနဲ့သာသနာပြုပေးခဲ့တဲ့ပွဲမှာကိုရိုင်းလေးရဟန်းပြုခဲ့ပြီးဒီဖြစ်သူကိုလည်းသာသနာရေးဆရာတွေတင် जा ပေးရင်းနဲ့ကုသိုလ်တွေယူနေခဲ့ကြတာဖြစ်ပါတယ် တရုတ်ဆောင်လင်မိုးဟာတမိနှစ်ယောက်ရှိတဲ့အနက်အင်းအောင်ကြသွားပြီဖြစ်တဲ့တရုတ်ဆောင်ရုံးဒီလင်မိုးကမွေးခဲ့တဲ့တူတဲ့သောသားလေးလီယမ်ကို အခုလိုအရွယ်ရောက်လာတဲ့အချိန်မှာသာသနာပေါင်ကိုသွတ်သွင်းပေးခဲ့ကြတာလည်းဖြစ်ပါတယ်။ လီယမ်လေးဟာငယ်စဉ်ကလေးဘဝခဲကမိဘနှစ်ပါးနဲ့အတူနေထိုင်ခွင့်မရပဲအဖိုးဖွားတွေနဲ့သာနေထိုင်ခဲ့ရသူဖြစ်ပြီးနောက်ပိုင်းမှာတော့မိဘနှစ်ပါးကလည်းအိမ်အောင်ပြုတ်ခွဲသွားခဲ့တာကြောင့်အဖိုးအဖွားတွေနဲ့မိခင်ဖြစ်သူရဲ့လက်ထဲမှာသာဘဝကိုဖျက်ဆီးခွင့်ရရှိခဲ့တာလည်းဖြစ်ပါတယ်။ဒါကြောင့်မလို့လေအခုလိုရှင်ပြူပွဲမှာမိခင်ဖြစ်သူတယောက်တည်းသာပါရှိတာကြောင့်အဖိုးအဖွားတွေကအလူတရကတရကမှနေရာကနေမိလေးရဲ့ဘဝအတွက်လိုအပ်တာမရှိရလေအောင်ပံ့ပိုးပေးခဲ့ကြတာလည်းဖြစ်ပါတယ်။ အခုဆိုရင်တော့လီယမ်လေးကသာသနာ့ဘောင်ကိုဝင်ရောက်နေခဲ့တာဖြစ်ပြီးအတန်းနိုင်ဆုံးဝီနီနဲ့အညီနေထိုင်နိုင်အောင်လို့လေအဖိုးဖြစ်သူဦးလယ်မိုးကနဘေးကနေအဆဆရရတုံတင်ဆုံးမပြီးနေခဲ့တာလည်းဖြစ်ပါတယ်။မြေဖြစ်သူကိုသာသနာ့ဘောင်ကိုတွတ်သွင်းရင်းနဲ့ကိုရိုင်းလည်းရဟန်းပြုခဲ့တဲ့တရုတ်ဆောင်လင်မိုးတို့အတွက်ပရိသတ်ကြီးကလည်းဝမ်းမြောက်စွာနဲ့တာဓုခေါ်ဆိုပေးခဲ့ကြပါအောင်ရှင်။

ကဲလူစီတင်ပါနေလူစီတင်ပါနေတယ်လီဖုန်းလေးကိုဆက်ကြည့်တော့ဒီကဲလဲဦးလေးကြီးလဲဦးလေးကြီးညီညာပြပြဩကာသ